တောင်ကြီးပဲလို့ခေါ်ကြတဲ့ပဲအဝိုင်းကြီးကြီးကအစားလို့ကောင်းတယ်လို့အဟာရလည်းကြွေးဝါးပါတယ် တောင်ကြီးပဲလို့ကျွတ်ကျွလေးကိုကျွတ်တုံဖြူနဲ့တွဲဆတာကတော်တော်လေးစားကောင်းတာပါဒီလိုမျိုးစားလို့ကောင်းတဲ့တောင်ကြီးပဲလို့မှကိုဝင်ဆောင်မေမေတွေကိုကျမ်းမာစေနိုင်တဲ့ folate ကျော်ဝါစွာပါဝင်နေပါတယ်တောင်ကြီးပဲလို့မှပါဝင်တဲ့ adobar ကစိတ်ထဲမကြအောင်ကောက်ွယ်ပေးတယ်လို့ပါကစ္စတန်နဲ့အခြားစိတ်ကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့အတွက်လည်းကောက်ွယ်ပေးနိုင်ပါတယ်တောင်ကြီးပဲလို့မှပါဝင်တဲ့အမြင်ဓာတ်ကအစာချေစနစ်ကိုကျန်းမာစေနိုင်တယ်လို့ဇီဝကံမာဖြစ်စေမျိုးကိုကောင်းမွန်စေပြီးတော့ဝိတ်ကြစေ ွေဖို့အတွက်လည်းထပ်ဖို့ပြပါတယ်။ဒီတော့ဒီနေ့ဗီဒီယိုလေးထဲမှာတော့တောင်ကြီးပဲ့လော်ကဘယ်လိုမျိုးကျမ်းမာရေးအကျိုးကျေးဇူးတွေပေးလဲဆိုတာကိုပြပြပေးသားမှာမို့လို့အဆုံးထိကြည့်ပေးချပါအောင်နော်။ င်ကြီးပဲလော်အားဆိုလို့ရှိရင်အစ္စရေးမျိုးရင်းပြင်တစ်မျိုးဖြစ်တဲ့တောင်ကြီးပဲလော်ကချူချူဆိတ်ဆိတ်လေးပါအာဟာရပြေးဝါးတယ်လို့စားရတာလည်းအတော်လေးကိုအရသာရှိပါတယ်တောင်ကြီးပဲလော်မှာပြေးဝါးစီနဲ့ကိုလက်စထရောလုံးဝမပါဝင်ပါဘူးဒါပေမဲ့တိုင်ယာမင်ဖီတာမင် K ဖီတာမင် B6 ကော့ပါဆီလီနီယံဇင် ပိုတက်ဆီယမ်မဂနီဆီယမ်နဲ့အပင်ငါရတဲ့ပရိုတင်းတွေပါဝင်နေပါတယ်နော်။ဒါဆိုလို့ရှိရင်တောင်ကြီးပဲလုံစားတာကဘယ်လိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေရရှိတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်နော်။ပထမအဆုံးအချက်ကတော့ပါကစ္စတန်မဖြစ်စေဖို့ကာကွယ်ပေးတာပါ။တောင်ကြီးပဲလုံမှာလှုပ်ရှားတဲ့ကြက်သားတွေရဲ့လှုပ်ဆောင်မှုအဖြစ်ပြီးတက်တူပါပါဝင်တဲ့အတွက်ကြောင့်မို့လို့အာယုံကျောတွေကိုအဖြစ်ပြီးပြီးတော့ fall လေကျွေးဝါးစွာပါဝင်နေတာကြောင့်ပါကစ္စတန်မဖြစ်စေဖို့အတွက်ကာကွယ်ပေးနိုင်ပါတယ်။လေးလာ ာမှုတွေအရာအစိတ်တက်မကြစေဖို့အတွက်လည်းကောက်ကွယ်ပေးပါရစေ။စိတ်ခံစားမှုတွေကိုကောင်းစေဖို့အထူးရောက်ဆုံးနဲ့အထောက်အကူပေးနိုင်ပါတယ်ရှင်။နောက်တဲ့အချက်တစ်ခုကတော့မွေးရပါချုပ်ရင်းချက်မပါစေဖို့ကောက်ကွယ်ပေးပါရစေ။ folate ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကိုယ်ဝန်ဆောင်ချိန်မှာစားသုံးပေးတာကမွေးရပါချုပ်ရင်းချက်မဖြစ်စေဖို့အထောက်အကူပေးပါရစေ။တောင်ကြီးဘေးမှာပါဝင်တဲ့ folate က အဝင်မပြတ်ချစေဖို့ထောက်ကူပေးနိုင်တယ်လို့လားမစီပဲနဲ့မွေးဖွာတာပေါင်မပြည့်ပဲမွေးဖွာတာမျိုးတွေမဖြစ်စေဖို့အတွက်လည်းထောက်ကူပေးပါတယ်အလွန်အကျွံမစားမိဖို့တော့လိုပါမယ်နော်တောင်ကြီးဘဲက GCPD တမားတွေနဲ့မတည့်တဲ့အတွက်ကြောင့်မို့လို့သတိထားဖို့လိုတယ်လို့ folate အစမတန်များတာမျိုးတွေမဖြစ်စေဖို့အတွက်လည်းဆရာဝန်နဲ့တရားတိုင်မြင်စေခြင်းပါတယ်ရှင်နောက်ထပ်အချက်တစ်ခုကတော့နှလုံးကျန်းမာစေနိုင်တာပါတောင်ကြီးဘဲမှာမဂနီဆီယမ်ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့နှလုံးကျန်းမာစေဖို့အထောက်ကူပေးပါ ါတယ်။သွေးပေါင်ခြင်းကိုထိညိပေးပြီးတော့နှလုံးရောဂါမဖြစ်စေဖို့အတွက်လည်းကာကွယ်ပေးပါတယ်။ပျော်ဝင်လွယ်တဲ့အမြင်တက်တွေပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အကျိုးမပြုတဲ့ကိုလက်စထရောပမာဏကိုလည်းကျဆင်းစေနိုင်ပါတယ်ရှင်။နောက်ထပ်ချက်တစ်ခုကတော့အင်အားတွေကိုပြေဝါစေတာပါဗီတာမင် B ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ဇီဝကံမာဖြစ်စဉ်ကို ကောင်းမွန်စေပြီးတော့ခန္ဓာကိုယ်ကိုအင်အားပြေဝါစေနိုင်ပါတယ်တန်တဲ့ပါဝင်မှုကသွေးနေဦးဆဲတွေကို ဖြစ်ပေါ်စေပြီးတော့ခန္ဓာကိုယ်မှာအင်အားပြေဝ ါစေပါတယ်။အမြင့်တက်တာဆိုလို့ရှိရင် အစာခံစေနိုင်ပြီးတော့သွေးတွင်းသကြားဓာတ်ကိုဖြည်းဖြည်းချင်းမြင့်တက်စေဖို့အတွက်လည်းအားဖြည့်ပေးပါရစေ။နောက်ထပ်တစ်ခုကတော့အယိုးမပွားအောင်ကောက်ွယ်ပေးတာပါ။တောင်ကြီးပိတ်မှာမက်ကနစ်ပါဝင်နေတာကအယိုးဒူးတွေကိုကောင်းစေပြီးတော့အယိုးမပွားအောင်ကောက်ွယ်ပေးပါရစေ။ကယ်ဆီယမ်ရောကြမှုမဖြစ်စေဖို့အတွက်လည်းကောက်ွယ်ပေးနိုင်ပါရစေ။ပြီးတော့အဆင့်နာတာတွေမဖြစ်စေဖို့အတွက်လည်းကောက်ွယ်ပေးနိုင်ပါရစေ။ နောက်ဆုံးချက်တစ်ခုကတော့ကိုခံအားကိုမြင့်တင်ပေးတာပါ။တောင်ကြီးပိတ်မှာကော့ဘားပါဝင်တဲ့အတွက်ကြောင့်မို့လို့သွေးဖြူဆဲတွေကိုကျန်းမာစေပါတယ်။ဒီလိုမျိုးသွေးဆဲတွေကပက်တိုဂျင်စ်တွေကိုဖြစ်စည်းပေးတယ်လို့စနစ်တွေက တတူပစ္စည်းတွေကိုလည်းဖယ်ရှားပေးပါတယ်။ခန္ဓာကိုယ်ထဲမှာသွေးဖြူဆဲတွေကျန်းမာစေဖို့အားဖြည့်ပေးပြီးတော့ဖျားနာမှုကင်းအောင်လည်းကာကွယ်ပေးပါတယ်။ပြီးတော့ကိုခံအားကိုလည်းအားပေးစေပါတယ်ရှင်။ဒီလောက်ဆိုလို့ရှိရင်တောင်ကြီးပိတ်လို့ကိုစားပေးမယ်ဆိုရင်ဘယ်လိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေရရှိ တယ်လေဆိုတော့ဒီလောက်ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆောင်မကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။